လောကကြီးမှာထူးခြားတဲ့ဖြစ်ပျက်တွေအကြောင်းအရာတွေစမ်းကြဲတဲ့ပညာရပ်တွေနဲ့ထူးဆန်းတဲ့လူထူးဆန်းတွေရှိတယ်ဆိုတာလက်ခံနေဖြစ်စေလက်မခံနေဖြစ်စေလူကြီးမင်းတို့သိရှိပြီးဖြစ်မှာပါဒါပေမဲ့တချို့လူတွေကဒီလိုထူးဆန်းတဲ့ဖြစ်စဉ်တွေကိုကိုယ်တိုင်မြင်တွေ့ကြရပါတယ်ထူးဆန်းတဲ့လူတွေနဲ့လည်းစုံကြရပါတယ်မယုံနိုင်အောင်စမ်းကြဲတဲ့ပညာရပ်တွေကိုမြင်တွေ့ခွင့်ရကြပါတယ်လူတချို့ကတော့ကိုယ်တိုင်ကိုယ်ကျမြင်ခွင့်တွေ့ခွင့်မရဘဲနဲ့သူတို့ဘာပြောပြတဲ့တဆင့်စကားကိုသာကြားသိကြရပါတယ် အခုကျွန်တော်တင်ပြပေးမယ့်ဂူထုံဂူရက်နဲ့အမည်ရှိတဲ့ဖြစ်ရပ်မှန်လေးကတော့ကိုတိုင်ကိုကြလေးလာခွင့်ရခဲ့တဲ့မိတ်ဆွေတူကပြောပြထားခြင်းဖြစ်ပါတယ်။အရင်မိတ်ဆွေကတော့ဘကိုးတိုင်အရှိချမ်းကြောက်တကားမြို့နယ်တောကျွင်းမြို့ကဥယျာဉ်ဆိုသူပဲဖြစ်ပါတယ်။ဥယျာဉ်ကအောင်စရာရက်ကွက်မှာနေထိုင်ပါတယ်။ ယမိယပတူဖြစ်ပြီးတော့ရက်ွက်ရဲ့တာရေးနာရေးပရိုက်တာလုပ်တွေကိုလည်းအသက်ရှင်နေစဉ်တွင်မှတက်ဆွမ်းနိုင်သမျှလုပ်ပေးခြင်းပြီးတော့ယခုလက်ရှိအချိန်မှာလည်းလုပ်ပေးနေတဲ့သူတယောက်လည်းဖြစ်ပါတယ်။ဝီယူနဲ့ကျွန်တော်ကယခင်ကတည်ကျွမ်းခင်မင်သူတွေတော့မဟုတ်ကြပါဘူး။မကြခင်ကမှအလူရေဆက်ပါလို့ပဋ္ဌာန်းဆက်ရှိလို့တွေ့ကြဆုံရရသူတွေဖြစ်ပါတယ်။ပြီးခဲ့တဲ့2016ဧပြီလမဟာတကြံကာလမှာတား၃ယောက်ကိုယဟန်ခံပေးဖို့အတွက်တော်ကြွေးမြို့လေးကိုရောက်ရှိခဲ့ပါတယ်။ ဆရာရင်တကာရင်ဖြစ်တဲ့တရားဟောဓမ္မကတိကဥဇောတိပါလာတရင်သုံးနေထိုင်တဲ့တော်ကျွေရင်ပို့အကြောင်းကိုတွားရောက်ကြခြင်းမှာအကြောင်းကိုရောက်တော့ကျွန်တော်ရဲ့ယဟန်ခံအလူမှာဒေတာကန်တို့ကသာသနာအမွေခံပြီးတော့ကလေးတယောက်ကိုရှင်သာမဏေပြုတ်ပေးမယ်အစီအစဉ်တစ်ခုပါရှိကြောင်းဥစဉ်ကအမိန့်ရှိပါတယ်ရှင်သာမဏေပြုတ်ပေးမယ်အလူရှင်နဲ့လည်းတွေ့ပေးပါတယ် တို့ကတော့ဥယုနဲ့သူဇနီးပါပဲသူတို့ရဲ့အငယ်ဆုံးသားလေးမောင်ပြဖြိုးစောကိုရှင်သာမဏေပေါ့သွတ်သွင်းมาဖြစ်ပါတယ်အဲဒီလိုနဲ့စာရေးသူတို့မိသားစုနဲ့ဥယုတို့မိသားစုဟာထူးမြတ်တဲ့နေသက်ကူမဟာတကြံအခါတမယမှာမြင့်မြတ်တဲ့ကောင်းမှုကုသိုလ်ကိုအတူတကွပြုလုပ်ဆင်နွှဲခဲ့ကြပါတယ်စာရေးသူတို့မိသားစုကိုဥယုကတကြံဒုတိယအကြက်နဲ့ညနေမှာအိမ်ကိုအလဲလာဖို့ဖိတ်ခေါ်ပြီးတော့ထမင်းကျွေးခဲ့ပါတယ် အလာဘတလာဘစကားတွေပြောရင်းဆိုရင်းကနေထူးဆန်းတဲ့လူပုဂ္ဂိုလ်တွေအကြောင်းစမ်းကြယ်တဲ့ပညာရည်တွေအကြောင်းရောက်သွားခဲ့ကြပါရတယ်။အဲဒီမှာပဲဥယူကသူကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတဲ့လူထူးဆန်းတယောက်ရဲ့ဂူထုံကူးတဲ့အကြောင်းကိုစပြီးတော့ပြောပြခဲ့ပါရတယ်။အဲဒီနေရာဂူထုံကူးတဲ့နေပြဒီနေ့ဒီရဲ့ဂူထုံကူးမယ်ဆိုတော့ကျွန်တော်ကသိလဲမသိဘူးထင်လဲမထင်ထားပါဘူး။ဆရာတော်ရဲ့ကျောင်းသင်ခန်းကကျွန်တော်လယ်တွေနဲ့မလတ်မကတ်မှာရှိပါတယ်ကျွန်တော်ကတောက်ရီကိုလူကျင်စိတ်ပေါ်လာလို့ရေကိုအစ်စ်နှလုံးဝယ်ပြီးတော့သွားပို့တာပါအ ကျွန်တော်ရောက်တဲ့အချိန်မှာပဲလူတွေတော်တော်များများဟာရောက်ရှိနေကြပါပြီ လူတွေထဲမှာမျိုးကလူကြီးတွေလည်းပါပါတယ်ရဲတွေတောင်ပါပါသေးတယ်နောက်ပြီးတော့ဒီမျိုးကရောအခြားမျိုးတွေကပါလာတဲ့ဆရာတော်ရဲ့တပည့်တပန်းတွေရောတရင်ကြလို့မမြင်ဘူးလို့လာကြည့်ကြတဲ့သူတွေရောလူလေး90လောက်ရှိပါတယ်ဗီဒီယိုမှတ်တမ်းတွေရိုက်ကူးမဲ့သူတွေကလည်းဗီဒီယိုကင်မရာထမ်းပြီးတော့ရိုက်ကူးနေတာတွေတွေ့ရပါတယ်ကျွန်တော်ကလည်းစိတ်ဝင်စားတာမလို့လူတွေနဲ့အတူရောပြီးတော့လေ့လာနေမိပါတယ်ဆရာတော်ကဂူထဲမဝင်ခင်ဂူကိုတေချာစစ်ဆေးကြဖို့မိန့်ပါတယ်ဂူရဲ့ကျေကတော့အလျား9ပေအနံ9ပေလောက်ပဲကျေပါတယ် လူတယောက်လဲပြီးတော့အိတ်ရင်တော့ခြေဆက်မီအိတ်လို့မရတဲ့အကျယ်ဝန်းတစ်ခုပါပဲအဲ့ဒီအကျယ်ဝန်းလေးထဲမှာဆရာတော်ကျင်းဆက်ဖို့နေရတောက်ရိုးနှလုံးဖျောင်းနိုင်အမွှေးတိုင်တုံးနဲ့မိကျစ်တွေရှိနေပါတယ်ခြေရင်းဘက်မှာကတော့ကျင်ကြီးကျင်ငယ်ဆွမှုတွေအိုးလေးနှလုံးရှိပါတယ်ပြောရရင်တော့အခန်းကျင်းလေးထဲမှာပြည့်နေခဲ့ပါတယ်တခုတရိထားမိတာကအစာစားဖို့အသီးနဲ့မုံမဲ့တည်ရစာဘာမှရှိမနေပါဘူးဆရာတော်ဂူဒုံဝင်စဉ်ကာလတလျှောက်လုံးမှာရေရလွဲပြီးတော့တခြားအစားအသောက်တွေဖုံးမပေးဘူးလို့သိရပါတယ် ကိုရဲ့၄ဘက်၄တဲ့နယံနေမှာလဲ၄ဝင်နိုင်တဲ့အပေါက်ဆိုလို့တခုမှကိုရှိမနေခဲ့ပါဘူးနယံတစ်ဖက်ဟာ၃လက်မလောက်ကျယ်ပြီးတော့၄မဝင်နိုင်အောင်မှန်အကြည့်လေးတက်ထားပါတယ်အဲ့ဒီမှန်ပေါက်ကနေကိုရဲ့အတွင်းထဲကိုကောင်းကောင်းမြင်နိုင်ပါတယ်ကိုရဲ့အမြင့်ကတော့လူတယောက်လွတ်ယုံမှရှိပါတယ်အရင်မြင့်သူဖြစ်ရင်တော့တိတ်မလွတ်ချင်ပါဘူးကိုရဲမှာနေရတာလည်းအရင်ကြင်ကြက်လုံးနဲ့လို့ခံစားမိပါတယ်၅မိနစ်လောက်ဝင်ကြည့်မိတာတော့အသက်ရှူရခက်ခဲလာခဲ့ပါတယ်အဲ့ဒါနဲ့ပဲဂူပြင်းကိုအမြန်ထွက်ခဲ့လိုက်ပါတယ်ဆရာတော်ကဒီဂူထဲမှာအလုံးပိတ်ပြီးတော့ခုနှစ်ရက်တိတိနေမယ်တဲ့ ျွန်တော်ခေါင်းကိုခါရမ်းမိပါတယ်ဘလို့မှဒါမဖြစ်နိုင်ပါဘူးအဲ့ဒီလိုပဲတွေးမိပါတယ်ဂူရဲကနေအပြင်ကိုထွက်နိုင်တဲ့လိုဝတ်တကားတွေဥမင်လိုင်ကောင်းတွေ ်စတာတွေမရှိတာကိုအလုံးမျက်မြင်စစ်ဆေးပြီးတော့မှဆရာတော်ကဂူရဲကိုဝင်มาတယ်ဆရာတော်ဂူရဲဝင်သွားတာနဲ့အတင်းစောင့်နေတဲ့ပယံအဖွဲ့ကဂူဝင်ဘောက်ဝကိုအုတ်ခဲတွေစီဘီးလက်မြေတွေနဲ့တယိုးကင်ပြီးတော့ပိတ်လိုက်ပါတယ်ဗီဒီယိုသမားတွေကလည်းဖြစ်စဉ်တွေကိုအလုံးပါဝင်အောင်အစဆုံးအသေးစိတ်ကိုလိုက်ရိုက်နေပါတယ်အုတ်တွေတလွာပြီးတလွာတက်လာတဲ့အချိန်ဂူဘောက်ကလည်းတဖြည်းဖြည်းနဲ့ကျင်းမြောင်းလာခဲ့ပါပြီနောက်ဆုံးမှာတော့ဂူဘောက်ကိုလုံးဝကိုပိတ်မိသွားပါပြီဆရာတော်ကမှားထားတဲ့အချိန်ပြင်မလေးမဝင်နိုင်အောင်မျက်နှာပြင်ကိုအင်္ဂရိနဲ့အချောကင်ပိတ်လိုက်ပါတယ် ဂူထဲမှာဆရာတော်ဘလို့နေမလဲသိကျင်တဲ့စိတ်တွေကြောင့်လူပရိသတ်တွေကမှန်ပေါက်လေးကနေဂူထဲကိုကြိလိုက်ပါတယ် ကျွန်တော်လမ်းကြည့်လိုက်တဲ့အချိန်မှာလည်းဆရာတော်ကဖះရောင်းနိုင်အမွေးတံနဲ့ထွန်းညီပြီးတော့ဖះကိုပူဇော်နေပါတယ်ပြီးတာနဲ့တရားစတိုင်ပါတယ်တိတ်မကြပါဘူးတကယ်ခဏလေးဆိုမှခဏလေးပါပဲဂူထဲမှာဆရာတော်မရှိတော့ဘူးဆိုပြီးတော့တစုံတစ်ယောက်ကအော်လိုက်တဲ့အတန်ကိုကြားလိုက်ရပါတယ်ပရိသတ်အားလုံးလိုလိုကလည်းမှန်ပေါက်ကနေဂူထဲကိုအပြေးအလွှာပြေးကြည့်ကြပါတယ်ဟုတ်ပါတယ်စွစွနာကပဲတရားထိုင်နေတဲ့ဆရာတော်ကအခုချိန်မှာဂူထဲမှာပျောက်ချင်းမလားပျောက်သွားခဲ့ပါပြီမှန်ပေါက်ကလေးကသေးပေမဲ့ဂူတွင်းမိုင်းကိုနေရာလက်မကျအောင်မြင်နိုင်တဲ့အနေအထားရှိနေပါတယ်ဆရာတော်ကဂူထဲမှာလုံးဝကိုရှိမနေတော့ပါဘူး ဂူထဲမှာမရှိလို့ရှိရင်ထူးခြားတဲ့အစွမ်းတက်တည်နဲ့ဂူပြင်ကိုထွက်သွားတာပဲဖြစ်ရပါလိမ့်မယ်ကျွန်တော်ကအဲ့လိုပဲတွေးလိုက်မိပါတယ်မျက်လဲပွဲတွေမှာကြည့်ရတယ်လို့မျိုးဆရာတော်လူအုပ်ကြားတဲ့ဒါမှမဟုတ်လေဂူပြင်တနေရာရာကနေထွက်လာမယ်လို့ပရိသတ်တွေလည်းကျွန်တော်လိုပဲထင်နေကြမှာပါဆရာတော်ဖះဆရာတော်ဖះဆိုပြီးတော့လူရရဲ့နှုတ်ကနေကြောင်းဝင်းတွင်နေရာနဲ့လိုက်ရရင်လည်းတကြောကြောနဲ့អော်ဟစ်နေကြပါတယ်ခဏလောက်နေတော့အတန်ကြီးတတန်ကိုကြားလိုက်ရပါတယ်ငါဘယ်မှမသွားပါဘူးကွာရှိပါတယ်ကွာ အဲ့ဒီအတန်ဆရာတော်ရဲ့အတန်မှာပဲဒါပေမဲ့ဘယ်နေရာကပြောနေတယ်ဆိုတာကိုခွဲခြားလို့မရပါဘူးမြေပြင်ထက်လေဟာပြင်နဲ့ရလားဂူရဲရလားအရှိနောက်တောင်မြောင် ခွဲခြားလို့မရတဲ့တနေရာရာကနေထွက်လာတဲ့အတန်လားကျွန်တော်ရောပြိသက်တွေအားလုံးရောမသိနိုင်မဝေခွဲနိုင်ကြပါဘူးဒါပေမဲ့ဆရာတော်ရဲ့အတန်ကိုတော့အားလုံးကြားလိုက်ရတော့အမှန်ပါပဲတော်တော်လေးကြာတော့ဆရာတော်ဂူရဲပြန်ရောက်နေပြီဆိုတဲ့အတန်ကိုထပ်ကြားလိုက်ရပြန်ပါတယ် လူတွေတိုးဝေးကြည့်ကြပါတယ်ကျွန်တော်လည်းကြည့်မိပါတယ်ဟုတ်ပါတယ်ဆရာတော်ကစွစွနာကျွန်တော်တို့မြင်တွေ့ခဲ့တဲ့အတိုင်းတရားထိုင်နေလျက်သားကိုတွေ့နေရတာပါဥယုကသူကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတဲ့ဂူထုံကူးတဲ့နေ့ကအဖြစ်ပြက်ကိုအဆုံးသတ်လိုက်ပါတယ်အရိဋ္ဌံရက်စီတော့အကိုယုသွားကြည့်ဖြစ်သေးလားဗျဘာတွေတွေ့လဲ ကျွန်တော်ကဦးယူကိုအဲ့လိုပဲမေးလိုက်ပါတယ်အရင်နေ့တော့အလုပ်တခုနဲ့ခရီးသွားနေရလို့ကျွန်တော်တော့မရောက်လိုက်ဘူးဗျာနောက်တနေ့စုံစမ်းမေးမြန်းကြည့်တော့ဂူပေါက်ပိတ်ထားတဲ့အုတ်ခဲတွေကိုတူတွေနဲ့တော့ထုခွဲဖြိုရတယ်လို့ပြောတယ်ဆရာတော်ကတော့အထဲမှာလန်းလန်းဆန်းဆန်းကြမ်းကြမ်းမာမာနဲ့တွေ့ရတယ်တဲ့ဦးယူကသူ့ဇက်လန်းကိုညီကိုချုပ်လိုက်ပြီပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့စိတ်ထဲမှာတော့ညီကိုမချုပ်နိုင်သေးပါဘူးမြေထုံကူးတယ်ရေထုံကူးတယ်ဆိုတဲ့စကားဝေါ်ဝါးဓာတ်တွေကြားဖို့ပဲမလဲထုံကူးတယ်ဆိုတဲ့အဖြစ်အပျက်ကိုတော့လက်တွေ့မမြင်ဘူးခဲ့ပါဘူးကြုံလည်းမကြုံကြိုက်ခဲ့ပါဘူး ထုံကူးတယ်ဆိုတာကတော့လော်ဂီထွက်ရလမ်းကိုလိုက်တဲ့ပုံကိုယ်လေးမဖြစ်မနေဖြစ်ချင်းလှုပ်ဆောင်ရတဲ့ပညာရဲ့တမျိုးလို့မိတ်ဆွေတယောက်ပြောတာတော့မှတ်သားဘူးပါတယ်အဲ့ဒီစကားဟုတ်မဟုတ်မှန်မှန်မှန်ကတော့ကျွန်တော်လည်းမသိပါဘူး။လောကီပညာဆိုတာမြေရှိုးမိုးပြနိုင်တဲ့ပညာလားလို့တောင်တွေးမိပါရယ်။တကူတော့စိတ်ထဲမှာခိုးဝဲဆဲဆဲသိမြင်ပါရယ်။ဒီလောကီပညာကမျက်လဲပညာ၊စက္ကပ္ပညာလို့ပညာရဲ့တစ်ခုမဟုတ်ဘူးဆိုတာပါပဲ။လူတယောက်ကိုလက်ထိတ်ခက်ခြေထိတ်ခက် တကူလုံးကိုလည်းတန်ကျိုးတွေအထက်ထက်ရစ်ပတ်တော့တွေတလုံးပြီးတလုံးခတ်လိုက်ပြီးတဲ့နောက်မှာတော့သူ့ကိုတစ်တာထဲမှာထဲတစ်တာထဲကိုလည်းတော့ခတ်ပြီးတဲ့နောက်ရေနက်ထဲကိုပစ်ချလိုက်ပါတယ်မိနစ်နည်းငယ်တွင်မှာအဲ့ဒီလူကလက်ထိတ်ခြေထိတ်တွေတန်ကျိုးတွေ တော့တွေစတဲ့အနောင်ဖွဲ့တွေကနေလွတ်လာပြီးတော့တော့ခတ်ထားတဲ့တစ်တာကြီးတွေကနေရေပေါ်ကိုဘွားကနေဆိုပေါ်လာတဲ့ပြက်ွက်ကိုမျက်လဲတွေစက်ကပွဲတွေမှာကြည့်ဘူးခဲ့ပါတယ်အဲ့ဒါကတော့မျက်လဲပညာစက်ကပညာသာဖြစ်ပြီးတော့ထုံကူးတဲ့လောကီပညာတော့မဟုတ်ပါဘူးလောကီပညာစစ်စစ်ဆိုပါကဂါရာတပုတ်မန္တန်တုံးနဲ့ခြေတိတ်လက်ထိတ်ကျိုးအနောင်ဖွဲ့မှန်သမျှအလိုလိုပြန်ပြုတ်ထွက်ပါတယ်ဂါရာဆောင်မန္တန်ဆောင်နန္ဒကာအဆောင်လျှောက်တွေကသူ့သွားလို့ရရချက်ချင်းရအောင်ပို့ပေးပါတယ်ဒီလိုပညာရမျိုးလိုပဲကျွန်တော်ကထင်ပါတယ်လူငယ်တဲ့နှစ်တော်တော်ကြာကြာတုန်းကမြေထုံကူးတဲ့တရင်တပုတ်ကို channel ဆောင် ်မှာဖတ်ခဲ့ဖူးပါတယ်ဘိုးတော်တယောက်ကမြေတုံကူးတယ်လို့ဆိုပြီးတော့အခောင်းနဲ့ထက်မြေမြုပ်ခံတယ်ဖြစ်ရပါ ဒါပေမဲ့ဘိုးတော်ကဘိုးတော်လိမ်မှာအခေါင်းမှာဖွင့်လို့ပိတ်လို့ရတယ်တကားတစ်ခုတက်ထားပါတယ်မြင်မြုပ်တဲ့ကျင်းထဲမှာလည်းလိုဝက်ဖောက်ထားတဲ့လိုင်ကောင်းတစ်ခုဟာရှိနေပါတယ်ဒါကိုဂျာနယ်သတင်းတော်တွေကဖော်ထုတ်ပြီးတော့အလိန်ညာဖြစ်ကြောင်းပြည်သူတွေကိုတင်ပြခဲ့ပါတယ်အခြားသတင်းတစ်ပုဒ်ကတော့ရေထုံကူးတဲ့ဖြစ်စဉ်မှာဒေသတစ်ခုမှာနာမည်ကြီးထင်ရှားတဲ့ဘိုးတော်တယောက်ပါပဲရေထုံကူးပြမယ်ဆိုပြီးတော့ကြွေးကြော်ပါတယ်လူပရိသတ်တွေရှိမှာပဲရေထုံကူးပြပါတယ်တိုင်တလုံးမှာသူ့ကိုကျိုးနဲ့အထက်ထက်တုံအောင်ပါတယ်ပြီးတာနဲ့သူ့ကိုရေထဲမှာမြုပ်အောင်တိုင်ကိုစိုက်ခိုင်းပါတယ် သုံးနာရီလောက်ကြာတော့ဖော်ကြည့်တော့အသက်ပြောင်းနေတဲ့ဘိုးတော်ကိုတွေ့ကြရပါတယ်။ရဲနဲ့ဆရာဝန်ရဲ့စစ်စေးချက်အရတော့အစုတ်ထဲရေဝင်ပြီးတော့တေဆုံးနေတာပါတဲ့။ ဒါကိုပဲအသေးရွက်ထွက်တယ်လို့ပြောရမလားအနောက်ရက်ရှိလို့ရေတုံကူးတာမောင်းအမြင်မနဲ့အသေးရွက်ထွက်သွားတယ်လို့ပြောရမလားတခုခုတော့ပြောကြရအောင်ပါပဲဥယျပြောတယ်သူမြင်တဲ့အတိုင်းသာအမှန်ဆိုရင်တော့ထူးခြားစမ်းကြယ်တဲ့ဆရာတော်ရဲ့ logic ပညာလို့ပဲပြောရမှာပါပဲအစာမစားပဲ9ရက်နေနိုင်တာကိုမန်ဩပါနဲ့လေဝင်လေတွက်မရှိကျင်းမြောင်းလာတဲ့ဂူထဲမှာ9ရက်နေနိုင်တာကိုလည်းမချင်းမွန်ပါနဲ့ဂူထဲကပျောက်သွားတဲ့ပညာနဲ့ဘဲမှမရှာနဲ့ငါရှိတယ်လို့ပြောနေပေမဲ့လူလည်းမတွေ့အတန်လည်းဘယ်နေရာကနေထွက်လို့ထွက်နေမှမသိဘူး အဲ့ဒီပညာရက်ကိုတော့အန်ဟောချီမွန်းမွယ်လောကီပညာလို့ပြောရမှာဖြစ်ပါတယ်ဥယုစီကဂူထုံကူးတဲ့နေ့ကအဖြစ်ပြက်ကိုကြားသိပြီးတဲ့နောက်မှာတော့ကျွန်တော်အနေနဲ့ဆရာတော်ကိုစိတ်ဝင်စားသွားမိပါတယ် ဲဒါကြောင့်လူပုဂ္ဂိုလ်ချို့နဲ့ယဟန်တန်ကအချို့စီကနေဂူထုံကူးတဲ့ဆရာတော်နဲ့ပတ်သက်တဲ့အချက်အလက်ချို့ကိုစုံစမ်းမေးမြန်းတင်ပြလိုက်ပါတယ်ဆရာတော်နေတဲ့ကျောင်းသင်္ကန်းကတပိတ်ချောင်းရဲ့အနီးမှာရှိပါတယ်ဆရာတော်ကတပိတ်ချောင်းကမ်းမကခြုံတော်တစ်ခုထဲမှာရှီအောင်ဖျားပြဲအုပ်ပုံတပုံကိုတွေ့လို့အဲ့ဒီအုပ်ပုံမှာဖျားလေးတစုတည်ပြခဲ့ပါတယ်နောက်ခါမှာတော့ချောင်းရည်တိုက်စားပြီးတော့ဖျားရည်ထဲကိုမျောသွားခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီအနီးနားမှာနေတဲ့အသက်60ကျော်ရွယ်အမျိုးသားကြီးပြောတာကတော့ကျုပ်တို့ငယ်ငယ်ကလေးကဒီဆရာတော်ကကိုရင်ကြီးရွယ်ပဲဗျအခုတည်းကလည်းကိုရင်ကြီးရွယ်ပဲ ဲတဲ့ဆရာတော်ယဟန်ခန္ဓာခံမှန်းကြီး9ဝ6ဝလောက်ပဲရှိအောင်မထင်နဲ့ယဟန်မခံမီတလျှောက်လုံးမှာတခါတခါယသိဥစ္စာနဲ့ယသိအသွင်တွေ့ရတယ်တခါတခါကျတော့ဇောကြီးလိုလိုခေါင်းပေါင်းအနီအောင်နဲ့အင်းကြီးအနီအောင်အရှိကြီးနဲ့လည်းတွေ့ရတယ်ယမယံခါကျတော့လည်းသင်္ကန်းဝတ်ပြီးတော့ကိုရင်ကြီးဘဝနဲ့တွေ့ရတယ်အဲဒီလိုပြုမှုနေထိုင်နေကြောင်းလည်းထွက်ရပေါက်လန်းကိုလိုက်နေတာလို့ပြောသူတွေရှိသလိုမြေရှောက်ဝိဇ္ဇာလိုထင်တဲ့သူတွေကလည်းထင်ကြတယ်မယုံကြည်တဲ့စိတ်နဲ့အကောင်းမမြင်သူတွေလည်းရှိတယ် ဘသူတွေကဘလို့ပဲပြောပြောသူ့ကိုယုံကြည်ကိုးဝယ်သူလူရန်ထောက်ပံ့နေသူတွေကလည်းအများအပြားပဲ။ तू ကလည်းသူ့ရဲ့လမ်းစဉ်တိုင်းသူ့လို့ပြီးတော့သူ့လမ်းသူရှောက်နေရပါပဲ။ငါ့ကိုမယုံဘူးလားဟင်။အေးတနေ့ကြလို့ရှိရင်ငါအကြောင်းသိရမှာပေါ့ကွာ။အဲ့လိုမျိုးပြောမှုတဲ့အကြောင်းကိုလည်းမိတ်ဆွေတယောက်ကပြောပြပါတယ်။ဘာပဲပြောပြောသူ့မှာအဆောင်ကောင်းတစ်ခုရှိတယ်ဆိုတော့အသေးချာပဲဗျာ။ စစ်တောင်းမြေရှိပဲကြောက်ကြီးမြို့နယ်တွေမှာရှင်တီဝလိခြေတော်ရနှစ်ဆူရှိတယ်။တဆူကကြောက်ကြီးမြို့ခြေတော်ရတောင်ဖေးအားမှာကျန်တဲ့တဆူကကြောက်ကြီးမြို့နယ်မုံဒေတာတွေမှာရှိတဲ့မွေတောင်မှာတဲ့။ဒီဆရာတော်ကမွေတောင်မှာရှင်တီဝလိခြေရတော်ဖူးရင်နဲ့ဆရာတော်တစ်ပါးနဲ့တွေ့ပြီးတော့ဓလုံးတလုံးရခဲ့တယ်ဆိုလာပဲ။အဲ့ဒီလိုတော့ကြားဘူးတာပဲ။အဲ့ဒီလိုစကားသံတွေလည်းကြားခဲ့ရပါတယ်။ ဆရာတော်ရဟန်းဘွားရောက်သွားပုံကလည်းဒီလိုပါတခါတော့စစ်ကြောင်းတစ်ခုကဘကိုးယူမဘော်တိုင်နဲ့တောင်ကြချောင်းနဲ့ကိုတနက်တက်လက်ပြုတ်ကြသွားတာတဲ့တောင်ရှိတဲ့သူတွေကလည်းတနက်ပြန်ရဖို့တဲ့ရင်ငုံသမားတွေငားပြီးတော့ရှာကြဖွေကြစူးစားကြရက်တွေသာကြာသွားတယ်တနက်ကတော့ပြန်မရဘူးတဲ့နောက်တော့တောင်ငံရာရှိကဆရာတော်ရဲ့တရင်ကြားပြီးတော့တွားရောက်အကူကြီးတောင်းတယ်လို့ဆိုတာပဲအဲ့ဒီတော့ကရဟန်းမဖြစ်သေးဘူးကိုရင်ဘွားနဲ့လို့ပြောတယ်အဲ့ဒီလိုနဲ့ကိုရင်ကိုယ်တိုင်ယုံမဘော်လိုက်သွားခဲ့တယ် မကြခင်တွေ့မယ်ကျင်းစီပြန်ရမယ်ဆိုပြီးပြောပြီးပြန်ခဲ့တယ်တဲ့။သုံးရမြောက်တဲ့နေ့မှာပဲတနက်ပြန်ရတယ်လို့ပြောကြတယ်။တာဝန်ခံရာရှိရလဲဝန်တာအားရနဲ့အကျိုးအကြောင်းလာပြောရတယ်။ကိုရင်ကြီးကိုလည်းယဟန်ခံပေးခဲ့တယ်လို့ပြောတာပဲ။အဲဒီချိန်ကနေယနေ့တက်ပြီးယဟန်ဘဝနဲ့မြဲနေတော့ပါပဲ။အဲဒီလိုမျိုးမိတ်ဆွေတယောက်ကပြောလာခဲ့ပါတယ်။ကျွန်တော်ကတော့ဂူထုံကူးတဲ့ဆရာတော်နဲ့ပတ်သက်ပြီးအခြားယဟန်တစ်ပါးကိုရှောက်ထားမေးမြန်းကြည့်ပါတယ်။ယဟန်ဘဝမရောက်မီတစ်ချိန်လုံးကတော့သူ့ရဲ့အပြုတ်မှုအနေထိုင်နေတာပုံမှန်မဟုတ်တဲ့အပြုတ်မှုအနေထိုင်နေဆိုတော့ပြောရတော့ခက်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်သူလုံနေကြအလုပ်တွေကတော့ဖျားတယ်တဲ့ကြောင်းဆောက် တယ်ဘာသာရေးသာသနာရေးတွေလုပ်နေတာကိုတွေ့ရတယ်အခုလည်း55တောင်ပြည့်ဇေဒီကြီးတစုကိုတည်နေပါတယ်တော်တော်တောင်ခီးပေါက်နေတာကိုတွေ့ရတယ်ဒီလိုကြီးမားတဲ့ဇေဒီကြီးတည်နိုင်ဖို့ဆိုတာတော်ရုံအစွမ်းစားနေတော့မဖြစ်နိုင်ပါဘူးဒါ ው တော့လက်ခံရမှာပါပဲလို့အမိန့်ရှိပါတယ်ဆရာတော်နဲ့ပတ်သက်ပြီးတော့ကျွန်တော်လက်လန်းမိတဲ့လောက်မေးမြန်းစုံစမ်းထားမှုတွေကို အရင်တိုင်းတင်ပြလိုက်ခြင်းဖြစ်ပါတယ်ဒီချက်လက်တွေထဲမှာမှန်တာတွေပါတယ်လို့ယုံမတန်နေရဖြစ်စရာစကားတွေချက်ကားထားတာတွေလည်းပါနိုင်ပါတယ်လူကြီးမင်းတို့အနေနဲ့ချင်းချင်းတွေးဆပြီးတော့နှစ်သက်တယ်လို့ထင်မြင်ယူဆနိုင်ပါတယ်လူကြီးမင်းတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းကောမန့်မှာရေးသွားပေးခဲ့နိုင်ပါတယ်ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစွန်နတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်